။နာခစ်ထဲကရှားပါရုပ်သက်ဖိုင်မှတ်တမ်းဆိုပြီးပြည့်နေတဲ့ရုပ်သက်ဖိုင်တစ်ခုကိုဒူးမကွန်ရဲ့ပုံမှာတွေ့ရပါတယ်။အရေးပေါ်သတင်းဆိုတဲ့ Facebook စာမျက်နှာပေါ်ကနေအောက်တိုဘာ22ရက်မှာနာခစ်မုန်တိုင်းနဲ့ကိုခံရဘူးသူတွေကတော့တော်ရုံမမှုတော့ဘူး။ရှားပါရုပ်သက်မှတ်တမ်း3မေ2008လို့ရေးသားကရုပ်သက်ဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ရုပ်သက်ဖိုင်ထဲမှာအဆိုးဆုံးဘွားများ2008နာခစ်မုန်တိုင်းလို့ရေးသားထားတယ်လို့ ဗီဒီယိုရဲ့ညာဘက်အောက်တောက်မှာလဲမေလ3ရက်2008လို့ပါရှိပါတယ်။ရုပ်သံဖိုင်ထဲမှာတော့အုံးဘင်းနဲ့အိမ်နေပါဝင်တဲ့မြင်ကွင်းဟာခဏကြာမှာရေတလဟောစီးဝင်လာပြီးအိမ်နေပျက်စီးသွားတာတွေပါဝင်ပါတယ်။ဒီဖိုင်ဟာအကြည့်ရှုမှု၈သိန်းကျော်နဲ့ပြန်လည်မျှဝေသူ6အနီးပါရှိနေပါပြီ။မီစီမာကဒီရုပ်သံဖိုင်ကိုအချက်လက်စစ်ခဲ့ပြီးဒါဟာဉာဏ်အတုနည်းပညာ AI အသုံးပြုပြီးဖန်တီးထားကြောင်းတွေ့ရှိရပါတယ်။ဒီရုပ်သံဖိုင်ကိုစနစ်တကျလေ့လာတဲ့အခါမှာရေတိုင်းလုံးတွေဝင်ရောက်လာချိန်မှာအိမ်တလုံးဟာမီးပြင်ကနေကျွတ်ပြီးရေနဲ့မျောသွားတာတွေ့ရပါတယ်။ ဒီအိမ်ဟာလန်ဒဝတ်မှာကွန်တိန်နာအရှိဖြစ်ပြောင်းလဲသွားပြီးခဏကြာမှာပဲဆူယန်းပုံကွန်တိန်နာအဖြစ်ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ဒါအယုတ်တိမရှိတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။နောက်ပြီးတစ်ပင်တွေကလေးတိုက်ပြီးညာဘက်ကိုရိမ့်နေတဲ့ပုံစံဖြစ်နေပေမဲ့ရန်ခါနေရမှာတွေ့ရပဲရိမ့်နေတဲ့ပုံစံတိုင်းပဲတည်ငြိမ်နေတာကိုတွေ့ရပါတယ်။နာကင်မွန်နဲ့တက်ခက်စင်ကလေးတိုက်နှုံးက130ရှိပါတယ်။ဒီလေးတိုက်နှုံးတိုင်းဆိုရင်အပင်နေအိမ်တွေကအမြစ်ကကျွတ်ထွက်ပြီးလွင်သွားမဲ့အနေထားပါ။ဒီလိုအခြေအနေကိုနာကင်ပြီးနောက်ပိုင်းမှာထွက်ပေါ်လာတဲ့အပျက်စီးတွေကိုကြည့်ရင်သိနိုင်ပါတယ်။ အခုဗီဒီယိုမှာတော့အိနဲ့တိုက်မိတဲ့အပင်တွေကပဲပျက်စီးသွားပြီးဘေးကတက်တိုင်နေတဲ့အနောက်မှာရှိနေတဲ့အပင်တွေကလေးတိုက်ပြီးရိမ့်နေတဲ့အနေအထားပဲဖြစ်နေတာကိုတွေ့ရပါတယ်တက်တိုင်သုံးတိုင်ပါဝင်ပြီးရေဝင်လာချိန်မှာတက်တိုင်တစ်ခုသာပြိုလဲသွားပြီးကြံတက်တိုင်တွေအကောင်းတိုင်းရှိနေတာကိုလည်းတွေ့ရပါတယ်။တက်တိုင်တွေကတစ်ခုနဲ့တစ်ခုတက်ကျိုးတွေနဲ့ချိတ်ဆက်ထားပေမဲ့ကြံရှိနေတဲ့တက်တိုင်တွေဆက်ပြီးမလဲတာကိုတွေ့ရပါတယ်။ဒီလိုရုပ်တိမတန်တဲ့အချက်လက်တွေကြောင့်ဒီရုပ်တံဖိုင်ဟာနာကိမိုနာတိုက်ခိုက်စဉ်ကရိုက်ကူးထားတဲ့ရုပ်တံမဟုတ်ပဲ AI နဲ့ဖန်တီးတာကြောင့်ကောက်ချက်ချနိုင်ပါတယ်။ လူစိတ်ဝင်စားမှုများပြီးလူကြည့်များတမင် AI နဲ့ဖတ်တီးပြီးဖြန့်ဝေထားတဲ့ရုပ်သံဖိုင်ပဲဖြစ်ပါလေ။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီချင်တဲ့သတင်းတွေရှိခဲ့မြစည်းမကို ပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင် t.ly/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီချင်တဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခန့်အပ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက်ဖြစ်မှာပိတ်သက်တဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် မြစီမ TV YouTube Channel မှာမမဝေပြခြင်းဖြင့်ကုမိနိုင်ကြပါမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ။